အားသာဝါနာရှင်ညီကောင်မတော်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာမတ်လ19ရက်နေ့ရက်နောက်ဆုံးရအာဆင်နယ်မနက်ခင်းသတင်း၄ပုဒ်ကိုကျွန်တော်တို့ကကြည့်လိုက်ရအောင် ပမာဦးရင်းဘုတ်ကတော့စံပီမိုဘယ်81ကဖော်ပြထားတဲ့သတင်းကောင်းတွေပဲစသွားလိုက်အောင်လက်ရှိအာဆင်နယ်အသင်းမှာစာချုပ်တက်တန်တိုးဖို့ပြင်ဆင်နေတဲ့ကစားသမားတွေအများကြီးတွေကမှအသင်းရဲ့လူငယ်ကျယ်ပွင့် အကယ်ဒမီထွက်လည်းဖြစ်တဲ့ဘူကောင်စာကားနဲ့ပတ်သက်ပြီးအတင်းတာဝန်ရှိသူတွေကကစားသမားနဲ့စာချုပ်တတန်းတဝို့ကိစ္စစတင်ဆွေးနွေးနေပါပြီ။လက်ရှိအချိန်မှာတော့တရားဝင်ဆွေးနွေးမှုတွေစတင်လုပ်ပြီးတော့စာချုပ်စာတမ်းကိစ္စတွေရဲ့အစောပိုင်းအဆင့်တွေကိုတော့စတင်လုပ်နေပါလေ။စာချုပ်စာတမ်းကိစ္စကတော့အရင်ဆုံးတွဲဆုံမှုလုပ်တယ်၊အစောပိုင်းအဆင့်တွေလုပ်တယ်၊ပြီးရင် final test ချို့ညှိတယ်၊ရပိုင်ခွင့်တွေညှိပြီးရင်နောက်ဆုံး အဆုံးသက်ဖြစ်ကျွန်တော်တို့က official site နဲ့လက်မှတ်ထိုးတယ်မီဒီယာတွေထပ်မှာပေါ့လေဒါတစင်ကြီးသွားတာအခုတော့လုံးမနောက်တလားနှစ်လားလောက်နေမှာဒါတွေက PC မှာတချို့ဆို3လားလောက်ကြာတာကြီးလည်းရှိတယ်ကစားသမားဝယ်တာထက်တောင်မှအသင်းတွင်းမှာရှိတဲ့ကစားသမားကိုစာချုပ်တက်တန်တိုးဖို့ဆွဲဆောင်တဲ့ကိစ္စကပိုပြီးကြာလိမ့်ရှိတယ်ဒါပေမဲ့ဘူကောစာကလိုမျိုးအသင်းရဲ့ academy အတွက်ကစားသမားဖြစ်တဲ့အတွက်အများကြီးတော့ကြံ့ကြံ့မှမထင်ဘူးစပြီးလုံးနေပြီဆိုတဲ့ကဒါတိုးတက်မှုရှိလို့ပြောလို့ရတယ်ပေါ့လေ2029မှာစာချုပ်တက်တန်ကုန်ဆုံးမဲ့ဘူကောစာကနဲ့ပတ်သက်ပြီးနှစ်နှစ်ဆုံးဆုံးမဲ့ကျန်တော့တဲ့အနေထားလေး ဖြစ်တဲ့အတွက်အသင်းကတော့တက်တန်းတိုးဖို့ပြင်ဆင်နေပါတယ်အနည်းဆုံးတော့နောက်ထပ်နှစ်နှစ်သုံးနှစ်ကတော့တက်တန်းတိုးမှာပဲလက်ရှိတပတ်ကိုပေါင်3,000 5,000ရနေပြီးတော့လက်ရှိအာဆီနယ်သင်းရဲ့6ယောက်မြောက်လောက်ခရစားမြန်မာဆုံးကစားသမားဖြစ်ရှိနေတယ်တချို့ report တွေအရဆိုရင်တော့အသင်းရဲ့လောက်ခရစားမြန်မာဆုံးခံရဘက်2,800ပမာဏအထိအာဆီနယ်ကတိုးပြီးသွားဖို့လဲဆန္ဒရှိနေလို့ကြားသိရတယ်ဒါကတော့အားလုံးပြီးစီးတော့မှ ဘယ်နှစ်တတန်းတူလိုက်တယ်ဘလောက်ပေးလိုက်တယ်ဘာတွေရပိုင်ခွင့်ခန်းစား권ရှိရဲဆိုတာကိုတော့အားလုံးပြီးတော့မှပဲသိရမှာပေါ့လေလောဆယ်တော့ဆွေးနွေးဆက်အစ်စ်မှာပဲရှိသေးတယ်အဲ့တော့ဘူကာအိုဆာကာရဲ့သူရဲ့ကိုယ်စားလှယ်တွေရဲ့အသင်းကတာဝန်ရှိသူတွေရဲ့နောက်ပြီးတော့ဒီ management level ဘိုင်းကအာရတာပါဝင်အသင်းတာဝန်ရှိသူတွေလည်းတာဝန်ရောက်ဆွေးနွေးမဲ့အပိုင်းပေါ်ရှိရပေါ့လေကစားသမားတယောက်အတွက်ကလည်းအသင်းကိုဘယ်လောက်ချစ်ပါလဲပြောပြောသူတို့ရဲ့ ီဘောလုံးကန်တဲ့အခိုက်တက်မှာလာစာအကောင်ဆုံးရနိုင်တဲ့အပိုင်းချမှာတော့ရာတလောက်တော့သူတို့တောင်းဆိုမှာပဲအသင်းကလည်းအောင်မြင်မှုလိုချင်တယ်ဆိုတော့ဒီလို quality မြေကစားသမားတွေကိုတက်တန်းတူဖို့အနည်းဆက်ဆုံးစူးစမ်းမှာပါအဲ့ဆို transfer market မှာ euro တန်း150တန်ကြီးရှိတဲ့ arsenal ရဲ့ star wine နဲ့ပတ်သက်ပြီးတော့ကျွန်တော် history လေးတစ်ချက်လောက်ပြောပြခြင်းနဲ့အဲ့ဒါကတော့ injury history ပေါ့လေကျွန်တဲ့ twin go ဘာညာတော့အမြဲတမ်းဖော်ပြအတွက်သင်ပြီးွားပြီအဲ့ဆိုဒီကစားသမားကတော့နောက်ဆုံး900တီမှာဆိုရင်တော့ရှေ့ 400တီမှာဆိုရင်73ရက်73ရက်6ရက်36ရက်ဒီလောက်ပဲ injury ရခဲ့တာ။တရာတီကို10ရက်ကျော်ကျော်လောက်ပဲ အယောက်မှာ strong ဖြစ်တဲ့ player လို့ပြောလို့ရတယ်36ရက်နားရတဲ့ကြံခဲ့တဲ့ယာတီကဒါအများဆုံးပဲဒါပေမဲ့ဒီယာတီမှာတော့ဒဏ်ရာခွဲစိတ်လိုက်တာဖြစ်တဲ့အတွက်124ရက်အထိနားထားရတယ်ဒါကသူ့ရဲ့ Arsenal ကစားသမားဘဝတစ်လျှောက်မှာအကြဆုံးနားရတဲ့စံချိန်လုံးတော့ပြောလို့ရတယ်သို့တော့ဘူကာအိုဆာကာကိုဒီတိုင်းထားပြီးတော့ပြန်လာဖို့ရတာထက်ဆိုင်ရင်အပီးပြက်ကစားသမားပို့ပြီးကောင်းတော့ဖို့တဲ့ဒဏ်ရာကိုခွဲစိတ်တဲ့လမ်းစဉ်ကိုယူလိုက်တာဖြစ်တဲ့အတွက်ပို့ပြီး strong ဖြစ်ပြီးပို့ပြီးကောင်းတဲ့ဆာကာကိုတော့ကျွန်တော်တို့ April လထဲမှာမြင်တွေ့ရတော့မှာပါ Sammy Mobe 81 ဝမ်းဖော်ပြထားချက်ရတော့အာဆင်နယ်တို့က23နှစ်ရဲ့ဘူကာအိုဆာကာကိုတက်တန်းတူဖို့အတွက်အခြေခံဆွေးနွေးမှုတွေကနေစတင်လှုပ်ဆောင်နေပါတယ်။အဲဒါကြောင့်မကြခင်မှာဘူကာအိုဆာကာနဲ့ပတ်သက်ပြီးတော့တက်တန်းတူနိုင်မဲ့သတင်းတွေကိုဒီလာထဲမှာဖြစ်ဖြစ်လာမယ့်လနေ့မှာဖြစ်ဖြစ်ကျွန်တော်တို့မြင်တွေ့ရဖို့ရှိနေပါတယ်။ ုတိယမြောက်သတင်းတစ်ပုဒ်ကတော့ Han O Ozea ဖော်ပြထားပါလို့ဒါက Arsenal ရဲ့ခိုင်စစ်ကစားသမားပိုလန်သား Jakub Kiwior နဲ့ပတ်သက်ပြီးသူကဖော်ပြထားတာပါ Han O Ozea ကတော့အရင်ယုံကြည်လို့မရဘူးစာကတန်းရခွဲစိတ်မယ်ဆိုတဲ့သတင်းတုန်းကသူကခွဲကြမလို့ဆိုပြီးပြောလို့ကျွန်တော်တို့ညာရင်းညင်းဖော်ပြခဲ့ဦးတဲ့သတင်းဌာနပြီးတော့လည်းခွဲစိတ်လိုက်ရတာပဲပါရဂူရီရဲ့အကြံပေးမှုရာဆိုပြီးတော့ဒံယာခွဲစိတ်လိုက်ရတာပေါ့လေအဲ့တော့ ဟန်နိုအိုဇီရဲ့ဖော်ပြထားရရဆိုတော့ပွဲကစားချိန်နေပါနေတဲ့အတွက်ဂျက်ကူခီဝီယောကလာမယ့်နွေရာသီမှာအာဆင်နယ်အသင်းစံတွေထွက်ခွာဖို့အတွက်သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့စဉ်းစားနေပါတယ်။အသင်းမှာဆက်နေလို့ရှိရင်လည်းပွဲကစားရောက်မကျင်းသေးတာဖြစ်တဲ့အတွက်အီတလီအပါဝင်တတော်များဥရောပကလပ်အသင်းတွေကသူ့ကိုကြံခဲ့တဲ့နွေရာသီကစိတ်ဝင်စားခဲ့တာ။အာရီတာပါဝင်အသင်းတာဝန်ရှိသူတွေကစွဲထားခဲ့တဲ့အတွက်သူကမထွက်တာဖြစ်လို့အသင်းဘက်ကလည်းပြောင်းရွှေ့ကြည့်မြင်မှားစွာမရတာဖြစ်တဲ့အတွက်ဒီစားမောက်စွဲထားခဲ့။နောက်တစ်ချက်ရှိသေးတယ်။ခီဝီယောကိုအာဆင်နယ်အသင်းကအရေးမပါဘူးမြင်တယ်။ဘာကြောင့် ဆွဲထားတယ်ဆိုတော့လက်ရှိအသင်းမှာသူကလောက်ခလာစာအ ਨੇ ဆုံးလို့တောင်ပြောလို့ရတယ်။ပြောင်းရွှေ့ရေးပေးပြီးခေါ်ထားတယ်မှာပေါ့လေ။သူထက်လောက်ခလာစာနေတဲ့သူဆိုလို့အသင်းမှာဆိုရင်ဒီအငားခေါ်ထားတဲ့နတ်တိုပဲရှိတော့တယ်။ကျန်တဲ့ကစားသမားလည်းဟိုသားပေါင်းနှစ်ယောက်ဖြစ်တဲ့လူဝစ်ကလီနဲ့အီတန်ဝန်နေကြီးပဲလောက်ခလာစာနေတာ။အဲ့တော့ခီဘီယောဒီလက်ရှိအာဆင်နယ်သင်းပြောင်းရွှေ့ရေးပေးပြီးခေါ်ထားတဲ့ကစားသမားတွေမှာလောက်ခလာစာအ ਨੇ ဆုံးကစားသမားအဲ့တော့ quality ရိုင်းမရှိဘူးဆိုပေမဲ့ပိုလန်သားကဘက်ကက်ကောင်းဖြစ် တောင်းရွှေ့ကြီးလည်းတိတ်ပြီးအများကြီးမရတာဖြစ်တဲ့အတွက်လောက်ခစားနည်းနည်းလေးပေးထားပြီးတော့အသင်းမှာဆက်ပြီးမေးထားတဲ့သဘောပဲအဲ့တော့လာမယ့်နေရာဒီမှာဒီကစားသမားကိုအာဆင်နယ်ကခေါ်ရင်းဈေးတိုင်းပြန်ရရင်တောင်မှအယောင်တင်သွားဖို့ရှိပေါ့လေတချို့ report တွေကအသင်းမှာတိတ်ပြီးအရင်မပါတဲ့ကစားသမားတွေရောင်းထုတ်ပြီးတော့ budget ရှာမယ်ဆိုတဲ့တည်င်းနေရှိတယ် transfer market မှာပေါင်23ဒသမ5တန်းရှိတယ်သူ့ကိုကျွန်တော်တို့ခေါ်ခဲ့တော့က2023 January တုန်းကပေါင်21တန်းနဲ့ specia အသင်းစီကနေခေါ်ခဲ့ရတာအဲ့ဆိုကျွန်တော်တို့ ဝယ်ရင်ဈေးလောက်တော့ဒီငွေကြေးဖောက်ဖောက်မှုရဆိုရင်တော့ဒီပမာဏသာရရင်ပြန်ပြီးတော့အဆင်ပြေနိုင်လောက်တယ်ဒါပေမဲ့သူနဲ့ပတ်သက်ပြီးလာပြီးကန်လန်းနေတဲ့ပေါင်ဆယ်တန်းဆွဆွလေးတွေပဲကြံခဲ့တဲ့ဆောင်းစည်းကွက်ကြံခဲ့တဲ့ညွေစည်းကွက်မှာလာပြီးကန်လန်းတဲ့သဘောလေးစကားလာပြောတဲ့သဘောလေးတွေ့ရဖြစ်တဲ့အတွက်အာဆင်တွေကအရင်မရဒီပိုလန်သားကိုမရောဆိုတဲ့ပုံစံမျိုးနဲ့ဆက်ပြီးထိန်းထားခဲ့တာ25နှစ်ရဲ့ပိုလန်သားတော့ဒီရသည်18ပွဲဝင်ဆော့ထားတယ်။ဒါပေမဲ့ပွဲထွက်ကစားထားတော့9ပွဲပဲကစားထားတယ်။မနစ်က32ပွဲအထိဝင်ဆော့ထားတယ်။တကိုးသွင်းပြီးတော့၃လုံး ဖန်တီးထားတယ်။ဒီရာသီမှာနှလုံးမဲဖန်တီးရသေးတယ်။အဲ့ဒါကလည်း Louis Kelly ထွန်းတောက်လာတာနဲ့အတူတူ Calafiori ဝယ်လိုက်တဲ့လက်ပတ်ချံတနေရာမှာဒီကစားသမားအနေနဲ့ပွဲထွက်ခွင့်ရဖို့ကတော်တော်လေးခရင်သွားခဲ့တာ။အဲ့တော့သူ့ကို Aida ကလည်းပွဲချိန်မိနစ်တွေအတွက်လူစားဝင်ပြီးတော့ထည့်သုံးနေရပါလေ။ဂျာစီပြိုင်ပွဲဝင်ပြိုင်တဲ့လူဆိုရင်သိရ ခီဗီယောကိုပဲထည့်ကြတယ်။ဘာလို့လဲဆိုတော့အရန်နေဝင်ပြီးကစားမဲ့သူဖြစ်တဲ့အတွက်သုံးမက်ရှာဝေပြီးတဲ့ကစားသမားဖြစ်ထည့်ပြီးသုံးရတာတွေ့ပါရတယ်။အဲဒါဆိုခီဗီယောကိုလာမယ့်နေရာဒီမှာရောင်းချပြီးတော့အာဆင်နယ်တို့ဘတ်ဂျက်ပမာဏတစ်ခုရှာဖွေသွားမလားကျွန်တော်စောင့်ကြည့်သွားမှာပါ။တတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒါ TBR ဖဖို့ရဲ့သတင်းရသူဖြစ်တဲ့ Grimy Bailey ဖော်ပြထားပါဘောလေဒီသတင်းကတော့ Pablo Barrio လို့ခေါ်တဲ့ အက်တလတီကိုမက်ဒရစ်အသင်းရဲ့ကွင်းလယ်လူငယ်ကစားသမားလေးနဲ့ပတ်သက်ပြီးတော့ဒါအာဆင်နယ်အသင်းနဲ့ပတ်သက်ပြီးကျွန်တော်ကဖော်ပြပေးသွားမှာပါအဲ့ဒီသတင်းကဘယ်ကနေဘလို့ဖြစ်တည်လာလဲဆိုတော့ TVR ဖော်ပေါ်ရဲ့သတင်းသားဆို Green Bay လေးရဲ့ဖော်ပြထားချက်အရအာဆင်နယ်ရဲ့အာဇာဒရိုက်တာသစ် Entry Barter ရဲ့အကြံပြုမှုထဲမှာဒီကစားသမားလေးပါတယ်သူ့ရဲ့အသင်းဟောင်း Atletico Madrid ရဲ့ကွင်းလယ်ကစားသမားလေးကအရင်က quality ရှိတာဖြစ်ပြီးတော့အကယ်၍နွေရာသီမှာပါတီရောချိုချင်ယူရောထွက်ခွာသွားခဲ့ရင်အသင်းရဲ့ကွင်းလယ်ဘိုင်းကို အစားထိုးဖို့အတွက် ကစားသမား2ဦးထိဖြစ်မယ်ဆိုရင်တော့ဒီကစားသမားလေးကိုလည်းအမည်စင်းရင်သူကအသင်းဘုတ်ဖွဲ့စီပေးထားတယ်။အဲသူထွက်လာခဲ့တဲ့အသင်းကအကယ်ဒမီထွက်ကစားသမားဖြစ်တဲ့အတွက် quality ဘလောက်ရှိဆိုတော့ तू ကသိရယ်။ तू ကတော့ CM player ကွင်းလယ်မှာပေါ့ဆော့ပါပေါ့လေ။ပြီးတော့ DM Roma လည်း box to box ဆော့လို့ရရဆိုပြီး तू ကအကြံပြုထားတော့ရှိတယ်။ ဲ့တော့ transport market မှာ euro တန်60တန်ကြီးရှိပြီမယ်ဒီကစားမနဲ့ပတ်သက်ပြီး atletico တို့ကစာချုပ်ဖြတ်သိမ်းခြင်း euro တန်100တိဈေးကတ်ထားတယ်22နှစ်ရဲ့ spain သားတော့2028ခုနှစ်တိ atletico madrid မှာစာချုပ်တက်တန်ရှိပါသေးတယ်2023 january တုန်းကချုပ်ထားတဲ့စာချုပ်ပါအချက်လက်ရပါလိမ့်ဒီရာသီ32ပွဲမှာ28ပွဲဝင်ဆော့ထားတယ်နှလုံးဖန်တီးထားတယ်ရှေ့200တိမှာတော့လည်းပွဲ30ကြော်ကြော်တိကစားထားတယ် အခုမှအသက်22နှစ်ဆိုတော့16နှစ်သားတွေကတကယ်ကိုခြေစွမ်းပြခဲ့တဲ့ကစားသမားပြလို့ရတယ်။ Andre Barta ကတော့ဒီကစားသမား quality ဘလောက်ရှိတယ်သိရဆိုပေမဲ့တီကိုစီကတော့ဝယ်မယ်ဆိုရင်တော့လွယ်လွယ်နဲ့ရောက်ဖို့မရှိဘူး။ဈေးကွက်တန်ကြီးတော့ Euro 90ဖြစ်တာဖြစ်တဲ့အတွက်ပါတီတို့စွန့်လို့ရရင်တော့ပါတီဈေးလောက်နေနေကျွန်တော်တို့ပြန်ပြီးဝယ်ရဖို့ရှိနေပါတယ်။ ါတီကိုတချင်တော့ခေါ်ခဲ့တဲ့ဈေးလောက်ပေါ့လေသူတော့တပတ်ကိုယူ2000ကျော်ရနေပြီးတော့တနှစ်ကိုယူတိတသပတသန်းပဲဒီကိုမှရနေပြီမဲ့အာဆင်နယ်တို့နွေရာသီမှာခေါ်မဲ့အဓိကသမားကမာတီဇူမန်ဒီဖြစ်တဲ့အပြင်ကွင်းလယ်ပိုင်းနဲ့နောက်တစ်ယောက်ခေါ်မယ်ဆိုရင်လည်းတန်ကြီးမြင့်ကစားမှမဖြစ်နိုင်ဘူးဘာလို့လဲဆိုတော့မေအင်တို့တို့ဒီကလန်ရိုက်တို့ကလည်းကွင်းလယ်မှာဆော့လို့ရတဲ့အပြင်မှာလူးဝစ်ကယ်လီကလည်းကွင်းလယ်မှာထပ်ပြီးပေါင်းလာမှာဖြစ်လို့အငှားချလာတဲ့ဖေဗီယိုဘီရဲ့လည်းပြန်ရောက်လာမှာဖြစ်တဲ့အတွက်ဒီသတင်းကတော့သတင်းထွက်တဲ့အဆင့်လို့ပဲကျွန်တော်ထင်တယ်ဇူမန်ဒီကလွှင့်ကျန်တဲ့ကွင်းလယ်ကစားမှရ ီအာဆင်နယ်စီရောက်လာဖို့အရန်ခရင်ပါတယ်ဒီစီဇန်လေးကိုဒီကောက်ကွန်ကြီးပောင်းပြီးတဲ့ရှူဘောလုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်။အမဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်တို့ညာကို6916633936ဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရိုက်နှုန်းဖြစ်လို့ငွေပို့ချက်ရှိမှဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလုံးဝမလုံးတဲ့ဆိုတော့ YouTube မှာကိုထုပ်ပေါ်ရှိုးရရှာပြီးကျွန်တော်အားပေးလို့ရပါတယ်။ Alpha ခွေရှိကို Sport Internet ငါးသုံးလုံးမိတူကိုကစားလို့ရနေပါပြီ။ Sport Internet နဲ့ပတ်သက်ပြီးတော့ application သီးသန့်ထုတ်ထားဖြစ်တဲ့အတွက်ခွန်မှာလာရောက်မေးမြန်းလို့ရပါတယ်။ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ Arsenal တို့က ပြိုင်ပွဲအရရက်မှာပေါ့လေဒါနှစ်ကိုးနဲ့အထက်မပေးထားခဲ့ရတဲ့ရက်ပေါင်းက466ရက်ရှိပြီဆိုပြီးတော့ပေါ်ပြသွားပါတယ်အဲ့တော့ကျွန်တော်တို့ရှုံးခဲ့တဲ့ပွဲတွေရှိတယ်နှစ်ကိုးလောက်နဲ့ရှုံးတာပဲဒါပေမဲ့ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ခံစစ်အထိုင်ရနေပြီးတော့ပေးကိုနှစ်ကိုးနဲ့အထက်မပေးခဲ့ရတဲ့ပွဲတွေရတော့ဒါရက်ပေါင်းအဖြစ်ဆို466ရက်ရှိပြီကျွန်တော်နောက်ဆုံးမှတ်မိခဲ့တာကလူတန်တောင်းတဲ့တူတယ်3ကိုး4ကိုးနဲ့ကျွန်တော်နိုင်ခဲ့တဲ့ပွဲစဉ်အဲ့ဒီပွဲကလူတန်တောင်းကွင်းမှာတူတယ်ဟုတ်တယ် ်မနစ်ကမူတနှစ်က2023ခုနှစ်ဒီဇင်ဘာလလောက်ကလာမယ်ကြော်သိမ့်မမှတ်ပြီးတော့အဲ့ဒီတုန်းကပွဲရလွင်ရင်နောက်ဘက်မှာအာဆင်နယ်ဒီချန်ပီယံလိပါဖြစ်ဖြစ်ဘယ်ပြိုင်ပွဲမှာဖြစ်ဖြစ်နှစ်ကိုးထပ်ပို့ပြီးပေးကြရခြင်းမရှိဘူးအဲ့ဒါကရက်ပေါင်း466ရက်ရှိပါပြီအဲ့တော့စင်တာဘက်ထိုင်ကတော့မနစ်ကောဒီနှစ်ကော200တီလုံးမှာဂေဗီရီနဲ့ဆာလီဘာအထိုင်ကိုသုံးတယ်ညာဘက်ချက်မှာတော့ဘန်ဝက်ကိုတောက်လျှောက်သုံးခဲ့ပြီးတော့ဒီနှစ်မှာတော့ထင်ပါအောင်တောက်လျှောက်သုံးလာတယ်ဘယ်ဘက်ချက်မှာတော့မနစ်ကပွဲတော်တော်များကိုဒီ ဇင်ချန်ကိုစောက်ခွင့်ရခဲ့ပြီမလဲဒီယာတီမှာတော့လူးဝစ်စကယ်လီကဘေချန်တနေရာကိုကောင်းကောင်းသိမ့်ပိုက်သွားတယ်ကာလာဖီယိုရဲ့လည်းဟပ်တိုင်းဝင်ဆော့ပြီးတော့ဗောလေအဲ့ဆိုအာဆင်နယ်ရဲ့ခက်စစ်တန်းကတော့မနစ်ကအကောင်းဆုံးစုရခဲ့သလိုဒီယာတီမှာလည်းပေကိုအ ਨੇ ဆုံးအသင်းဖြစ်ရှိနေပါတယ်29ပဲကံပြီးရဲ့အချိန်မှာအသင်းက24ကိုပဲပေးရသည်ဒါကတပွဲကိုတကူးနှုတ်နှောက်မရှိတဲ့ record ဖြစ်ပြီးတော့အသင်းက53ဂိုးတိုက်စစ်ကသွင်ထားသလိုပေးကိုကလည်း24ဂိုးပဲရှိပါတယ်အမေရိကန်သူအာဆင်နယ်သားဒီယာတီမှာထိတ်တန့်တိုက်စစ်မှုတူကိုနွေယာတီကဝယ်ခဲ့ရင်ကျွန်တော်တို့လက်ရှိရနေတဲ့58မှတ်ထက်အများကြီးရှိရောက်နေမယ်လို့ထင်ပါတယ်အဆုံးထိကြည့်ပြတော့လဲအားလုံးကျေးဇူးတင်ပါတယ်